capacitor ဆိုတာအခြေခံအဖြစ်ရှက်စစ်စွမ်းရင်ကိုခဏတိုးလောင်ပေးတဲ့ပစ္စည်းပေါ့နော်ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့အဓိကကြည့်မှာကအဲ့ဒီ capacitor တွေကိုတစ်ခုထက်ပိုပြီးပတ်လန်းတစ်ခုထဲမှာဆက်တွဲတဲ့အခါဘာဖြစ်သွားတယ်လဲဆိုတာပါပဲอืมအထူးသဖြင့်အတွဲလိုက်ဆက်တာနဲ့အပြိုင်ဆက်ကကြာကကွာခြားချက်တွေကိုနားလည်အောင်ကြိုးစားကြမယ်ပေါ့လေဟုတ်ပါတယ်စာစကြည့်ပါမယ်စိတ်ဝင်စားစရာအချက်တစ်ခုကတော့အတွဲလိုက်ဆက်တဲ့အခါရလာတဲ့ စုစုပေါင်းတိုးလောင်နိုင်စွမ်းအဲ capacitance ဟာကျွန်တော်တို့ထင်ထားတာနဲ့ဆန့်ကျင်ပဲဖြစ်နေတတ်တာပဲဟုတ်ပါတယ်အဲ့ဒါက electronics လေလာသူလေဝါသနာရှင်နေအစားပိုင်းမှာနည်းနည်း um အော်သွားစေတဲ့အချက်တခုပေါ့လေဟုတ် register လိုမျိုးတခြားပစ္စည်းရမှာဆိုအတွဲလိုက်ဆက်ရင်စုစုပေါင်းတန်ဖိုးတိုးလာတာများပြီမယ် capacitor မှာတော့ပြောင်းပြန်ဖြစ်နေတယ်ဆိုတော့ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာကိုဒီနေ့နားလည်အောင်ကြည့်ကြတာပေါ့ဟုတ်ကဲ့အဲ့ဒီထင်တာနဲ့ဆန့်ကျင်ဘက်ထွက်တဲ့ အတွဲလိုက်ဆက်ချင်း serious connection ကနေစလိုက်ကြရအောင် capacitor အများပြားကိုတစ်ခုပြီးတစ်ခု တန်းစီပြီးဆက်လိုက်ရင် စုစုပေါင်း capacitance ကပါလို့နီးသွားရတာလေဒါကိုဘလို့အလွယ်ဆုံးနားလည်နိုင်မလဲအဲ့ဒါကလေဒါကိုမြင်တော့စဉ်းစားဖို့အလွယ်ဆုံးနည်းလမ်းတစ်ခုကတော့ capacitor တစ်လုံးရဲ့တည်ဆော့ပုံကိုပြန်စဉ်းစားကြည့်တာပါပဲဟွန်း capacitor ဆိုတာအခြေခံကတော့ လက်ကူပစီပြနှစ်ခုကိုလက်ခပစီ dielectric တစ်ခုနဲ့ကြားမောက်ခံပြီးထားလာကြတယ်ဟုတ်ကဲ့သူ့ရဲ့ capacitance ဆိုတဲ့တိုးလောင်နိုင်စွမ်းဟာအဲ့ဒီပြားရဲ့ area ကြားကလက်ခပစီအမျိုးအစားပြီးတော့လေးကြည့်တာကပြားနှစ်ခုကြားကအကွာဝေးပေါ်မှာမူတည်လေအဲ့ဒီအကွာဝေးများလေလေ capacitance နီးလေးလေးဆိုတဲ့အချက်ပါအဟုတ်တာပဲပြားနှစ်ခုဝေးသွားရင်လက်စစ်စကွင်းအားနေသွားတယ်လို့ဖြစ်ပြီး charge တိုးလောင်ရတာပိုခက်သွားလို့ capacitance နည်းသွားတယ်ဆိုတဲ့သဘောမျိုးလားအဲ့ဒီအကြပါပဲအခု capacitor တွေကိုတွဲလိုက်ဆက်တာကိုစဉ်းစားကြည့်ပါပထမ capacitor ရဲ့အထွက်ပြားကဒုတိယ capacitor ရဲ့အဝင်ပြားနဲ့ဆက်ဒုတိယရဲ့အထွက်ကတတိယရဲ့အဝင်နဲ့ဆက်ဒီလိုသွားတဲ့အခါ charge တွေစီးဝင်လာရင်ပထမကောင်ရဲ့ပြားတစ်ဖက်မှာစုမယ်ပြီးတော့ induction နဲ့နောက်ကောင်ရဲ့ပြားလေးမှာဆက်ဖြစ်မယ်ဟုတ်ကဲ့ဒါပေမဲ့ပြင်ပတ်ပတ်လန်ကနေချိလိုက်ရင် capacitor တစ်လုံးစီရဲ့ဂျားထဲကလက်ခါအလွာဒီအလုံးဟာ တဆက်တည်းဖြစ်သွားသလိုပဲအဲ့ဒီတော့ထိရောက်တဲ့စုစုပေါင်းလက်ခါအထူ effective dielectric thickness ဒါမှမဟုတ်ပြားရီကြားကထိရောက်တဲ့စုစုပေါင်းအကွာအဝေး effective distance ကတိုးသွားပါတယ်။ဩတာကြောင့် capacitor ဒီအများကြီးအတွဲလိုက်ဆက်လေပလန်းတစ်ခုလုံးရဲ့အမြင်မှာပြားနှစ်ခုကြားအကွာအဝေးကပိုပိုပြီးများလာတယ်လို့ဖြစ်သွားတာပေါ့။ဟုတ်ပါပဲ။အကွာအဝေးများလာရင် capacitance မြင်ရမယ်ဆိုတော့ဒါကြောင့်အတွဲလိုက်ဆက်လေစုစုပေါင်း capacitance ကနေတော့လေဖြစ်တာပေါ့။ ဒါတော့ရှင်းသွားမယ်ခုနပြောတဲ့ resistor နဲ့ရှင် ticket ကို ပြောင်းပြန်မယ် resistor ဆို အတွဲလိုက်ဆက်လေစုစုပေါင်း resistor များလေမို့လားဟုတ်ပါတယ်အဲ့ဒါကြောင့်ဒါကို counter intuitive လို့ပြောကြတာပါ capacitor တစ်လုံးနဲ့ကိုကိန်းတည်လက်စီကြောင်းနဲ့အချင်းတစ်ခုဥပမာ10စက္ကန့်အားသွင်းရင်ပိုအားတစ်ခုရောက်မယ်အဲ့ဒီ capacitor ၃လုံးလုံးကိုအတွဲလိုက်ဆက်ပြီးတူညီတဲ့လက်စီကြောင်းတူညီတဲ့အချင်းနဲ့အားသွင်းရင် စုစုပေါင်းပိုအားကအရင်တစ်လုံးနဲ့အားသွင်းတော့ကထပိုမြင့်နေတာတွေ့ရတယ်ခဏလေး ဘွာဘွာပုံမြင့်သွားတယ်ဆိုတော့အဲ့ဒါက capacitance နေသွားတာ ਨੇ ဘလို့ဆက်ဆက်နေတာလဲနည်းနည်းရှုပ်သွားတယ်လို့ပဲကောင်းတယ်မိကုံးမ capacitance ရဲ့အတိအပယ်က charge ဘလောက်ထိုးလောင်နေလဲဆိုတာ ਨੇ ဆိုင်တယ်လို့တမထားတဲ့ charge ပမာဏရောက်ခိုဘွာဘလောက်လိုအပ်လဲဆိုတာ ਨੇ လဲဆိုင်တယ်လीဟုတ်ဆိုတော့ capacitance နေတဲ့ capacitor ဟာ charge နည်းနည်းလीဝင်တာ ਨੇ ဘွာအများကြီးတက်လာတတ်တယ် capacitance များရင်တော့ charge အများကြီးဝင်မှာ vo အနေနဲ့တက်တယ်။ဟင်းအခုအတွဲလိုက်ဆက်ထားတဲ့အုပ်စုမှာတူညီတဲ့လက်စီကြောင်းနဲ့အချိန်အတွင်းမှာဆိုလိုလာကတူညီတဲ့ charge ပမာဏစုစုပေါင်းဝင်သွားချိန်မှာပေါ့လေစုစုပေါင်း vo အားကပုံမြင့်သွားတယ်။ဒါကဘာကိုပြရလဲဆိုတော့ဒီအုပ်စုတစ်ခုလုံးဟာ charge ကိုထိုးလောင်ဟိုပူပြီးခက်ခဲသွားတယ်။ဒါမှမဟုတ် capacitance နည်းသွားတယ်ဆိုတော့ကိုပြတာပဲ။ဟုတ်ကဲ့ ဒါကြောင့်ပြင်ပပလန်ရဲ့အမြင်မှာဒီအတွဲလိုက်ကပါစီတာတွန်းလုံးဟာကပါစီတန့်စ်ပေါ်နေတဲ့ကပါစီတာတလုံးတည်းလိုပဲပြုမှုနေတာပါ။အာဟုတ်ပြောပြီ။အခုမှပိုရှင်းသွားတယ်။ဗိုးအမြင်မြင်တက်သွားတဲ့ဒါမှမဟုတ်သူကြီးရဲ့ခြေကျွတ်အတွက်ဗိုးအပေါ်များတယ်ဆိုတာကကပါစီတန့်စ်နီးခြင်းရဲ့လက္ခဏာကိုဟုတ်ပါတယ်။အကွာအဝေးတိုးသွားတဲ့ analogy တဲ့ D thought experiment ရဲ့ရာလကအတူတူပဲဆိုတော့ပြနေတာပဲ။ကောင်းပြီဒါဆိုအတွဲလိုက်စက်တော့ကျွန်တော်နားလိုက်ပြီ။စုစုပေါင်းကပါစီတန့်စ်နီးသွားတယ်။အခုသူ့ရဲ့စန့်ကျင်ပါ အပြိုင်ဆက်သွယ်ခြင်း parallel connection ကိုကြည့်အောင်တာကတော့ဘလို့ပြမလဲအမ်အပြိုင်ဆက်ခြင်းတော့လေလူတွေရဲ့အလိုလိုသိစိတ် intuition နဲ့ပိုပြီးကိုက်ညီတယ်ပြောရမှာပေါ့อืม capacitor တွေဝင်ပြီးအပြိုင်ဆက်လိုက်တဲ့အခါစုစုပေါင်း capacitance ကတိုးလာပါတယ်ဟုတ်ပြီဒါကဘာကြောင့်လဲခုနလိုပဲ analogy နဲ့အရင်ဆက်ကြည့်လို့ရမလားအတွေ့လိုက်ကအကွာဝေးတိုးလာနေတူတယ်ဆိုရင်အပြိုင်ကတော့ရတာပေါ့အပြိုင်ဆက်တာကတော့ capacitor ရဲ့ပြား area plate area ကိုတိုးလိုက်ကြတယ်တူရတာပါ။အော် capacitor တလုံးရဲ့ capacitance ဟာသူ့ရဲ့ပြား area နဲ့တိုက်ရိုက်အချိုးကျတယ်မဟုတ်လား area များလဲ charge တလုံးဟူနေရာများလဲ capacitance များလေပဲအော်ဒါပိုပြီးလွယ်လွယ်ကိုကိုနားလည်နိုင်တယ် capacitor တလုံးကိုအပြိုင်ဆက်လိုက်ရင်သူ့ရဲ့အဝင်ပြားလေးအားလုံးကိုတနေရာထဲမှာစုပြီးဆက်လိုက်တယ်လို့အထွက်ပြားလေးအားလုံးကိုလည်းတနေရာထဲမှာစုပြီးဆက်လိုက်တယ်လို့ဖြစ်သွားတာကိုဟုတ်တယ်ဟုတ်တယ်ဒါဆိုရင် charge ဝင်လာတဲ့အခါ တိုးလောင်နိုင်မဲ့စုစုပေါင်းမျက်နှာပြင်အေရကအများကြီးပိုကြီးသွားတာပေါ့ဒါကြောင့်စုစုပေါင်း capacitance ကများလာတာပဲတီးကြပါပဲ capacitor သုံးလုံးကိုအပြိုင်ဆက်ရင်သူ့ရဲ့ capacitance တန်ဖိုးတွေကိုအကြမ်းဖျင်းပေါင်းလိုက်တယ်လို့ပဲဖြစ်သွားတယ်ဒါကိုလည်းခုနကကိန်းစစ်လိရှိကြောင်းစမ်းသပ်ချက်နဲ့ကြည့်လို့ရပါတယ် capacitor သုံးလုံးအပြိုင်ဆက်ထားတဲ့အုပ်စုတွေကိုကိန်းတည်းလိရှိကြောင်းတကူဖြတ်တန်းစင်မဲဆိုပါစို့အဲ့ဒီလိရှိကြောင်းက capacitor ၃လုံးစီကိုလမ်းခွဲပြီးစီဝင်သွားမှာပေါ့နော် ဟုတ်ပါတယ်စုစုပေါင်းလိရှိเจ้าဟာအပြိုင်လမ်းကြောင်းလေတိုင်းခွဲထွက်သွားမယ်ကပတ်စတာတွေတံပိုးတူရင်ပေါ့လီတလုံးစီလစုစုပေါင်းလိရှိเจ้าရဲ့သုံးပုံတစ်ပုံစီလောက်ပဲရရှိမယ်อืมဒါကြောင့်ကပတ်စတာတလုံးချင်းစီရဲ့ဘူအားဟာလိရှိเจ้าအကုန်လုံးတလုံးတဲကိုဝင်တာနဲ့ရှင်ရင်ပူပြီးဖြည့်ဖြည့်ချင်းပဲတက်လာပါလိမ့်မယ်ဆိုလိုတာကအရင်အတွဲလိုက်တုံးကလို့ဘူအားမြန်မြန်မတက်တော့ဘူးပေါ့မှန်ပါတယ် အချိန်ဆက်စကန့်ကြာမှာတိုင်းကြည့်ရင်ဒီအပြိုင်ဆက်ထားတဲ့အုပ်စုရဲ့ဟိုဘက်ဒီဘက်ကဘိုးအားဟာအရင်အတွဲလိုက်အုပ်စုရဲ့ဘိုးအားထက်အမြင့်နေနေပါလိမ့်မယ်ဟုတ်ကဲ့တူညီတဲ့လျှစီကြောင်တူညီတဲ့ချင်းရဲ့တွင်းမှာဘိုးအားနေနေလေးပဲတက်တယ်ဆိုတာကဘာကိုပြတယ်လဲဆိုတော့ဒီအုပ်စုဟာ charge တွေကိုအများကြီးလက်ခံနိုင်တယ်သူရဲ့စုစုပေါင်း capacitance ကအရင်ကြီးတယ်ဆိုတာကိုပြတာပါပဲဒါကြောင့်ပြင်ပပလန်းရဲ့အမြင်မှာ အပြိုင်ဆက်ထားတဲ့ capacitor တွေဟာ capacitance ပိုကြီးတဲ့ capacitor တလုံးဒီလို့ဖြူမှုတယ်ပေါ့ဒါကတော့အတော်လေးရှင်းလင်းပြီးနားလည်အားလွယ်ပါတယ်ဟုတ်ကဲ့ area တိုးတဲ့ analogy နဲ့လည်းကွတ်တီပဲဟုတ်ကဲ့အဓိကမှတ်ရမှာကအဲ့ဒီနဲ့ချက်ပါပဲအတွဲလိုက် series set ရင်အကွာဝဲတိုးစလို့ဖြူပြီးစုစုပေါင်း capacitance နည်းသွားတယ်အပြိုင် parallel set ရင် area တိုးစလို့ဖြူပြီးစုစုပေါင်း capacitance များလာတယ်ဒါဆိုရင်ဒီအချက်တွေအားလုံးကဘာကိုဆိုလိုတာလဲ ဒီဘိုးတူတာကဘယ်နေရာမှာအတွန်းဝင်လဲအဓိကတွေ့ရှိချက်တီကိုပြန်ချိုးရအောင်ကျွန်တော်နားလေလိုက်တာကတော့ကပစီတာတွေကိုအတွဲလိုက်စိတ်ရင်စုစုပေါင်းကပစီတန့်ကအောင်းစရာကောင်းလောက်အောင်နှီးတော့တယ်ဟုတ်တယ်ဒါကပြားကွာဝေးတိုးလိုက်တယ်လို့ပေါ့အပြိုင်ဆက်ရင်တော့ထင်တဲ့အတိုင်းပဲစုစုပေါင်းကပစီတာစ်ကများလာတယ်ဒါကပြား area တိုးလိုက်တယ်လို့အင်းအထူးသဖြင့်အဲ့ဒီအတွဲလိုက်စိတ်ရင်နှီးတော့လဲဆိုတဲ့အချက်က ရစစ်တာနေနဲ့ရှင်တွေးမိတတ်တဲ့ကျွန်တော်တို့ရဲ့ပုံမှန်တွေးခွန်ပုံနဲ့စန့်ကျင်နေတာကိုတော့သတိပြုရမယ်။မှန်ပါတယ်။ ဘာကြောင့်ဒါတွေကအရေးကြီးလဲဆိုတာကိုနည်းနည်းထပ်ချပြောရင်လက်တွေ့မှာ electronic plan တွေတည်ဆောက်တဲ့အခါကိုလိုလဲတဲ့ capacitance တန်ဖိုးအတိအကျရှိတဲ့ capacitor တလုံးတည်းကိုအများတော်ရှာလို့မရနိုင်ပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ဥပမာကိုက47 microfarad လိုချင်တယ်ဒါပေမဲ့ကိုယ့်စီမှာ100 microfarad တွေပဲရှိနေတယ်ဆိုပါတော့อืมအဲတန်ဖိုးရအောင်ရှိတဲ့ PC တွေနဲ့ဖန်တီးယူတဲ့နေရာမှာရန်အသုံးဝင်တာပေါ့ဟုတ်ပါတယ်ဒီလိုအတွဲလိုက်အပြိုင်ဆက်တွေ့နည်းတွေကိုနားလည်ထားခြင်းအချင်း ကိုလိုအပ်တဲ့ capacitance တာမှုအတိအကျမဟုတ်ရင်တောင် အနည်းဆက်ဆုံးတန်မှုတွေကိုရရှိအောင်ဖန်တီးယူနိုင်စွမ်းရှိလာပါတယ်ဟုတ်ကဲ့ဒါက circuit design ဆွဲရမှာတော့ပြင်ဆင်ရမှာပါအလွန်အခြေခံကြပြီးအရေးကြီးတဲ့အသိပညာတစ်ခုပါอืมပြီးတော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အကွာဝေးတိုးခြင်း area တိုးခြင်းဆိုတဲ့ရုပ်ပိုင်းဆိုင်ရာ analogy တွေက ဒီသဘောတရားတွေကိုတင်ချာနီနဲ့တွက်ချက်တာထက်ပိုပြီးအလိုလိုတိစိမ့်နဲ့နားလည်လွယ်အောင်ကူညီပေးပါတယ်ဟုတ်ကဲ့အင်းဒီလစ်စီကြောင့်စမ်းသက်ချက်ကောင်းလေအဲ့ဒီ analogy တွေကိုထပ်ပြီးအားဖြည့်ပြည့်တဲ့နိလန်းတစ်ခုပေါ့ဟုတ်ကဲ့